အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ရော်ဖြစ်ပါတယ်2025ခုနှစ်မတ်လ28ရက်တောက်ကြနေ့ညနေခင်းစစ်ရေးတရင်သုံးသက်ချက်များကိုဖတ်ကြားတင်ပြတော့မှာဖြစ်ပါတယ်ကရင်နီခွင်ဖားဆောင်တဲ့ဘော်လခဲနှစ်နေရာစလုံးတပြိုင်တည်းချီတွေ့တိုက်ပွဲပြင်းထန်နေပါတယ်စစ်ကောင်စီဘက်ကဒရုန်းအသုံးပြုတာခန်းစစ်ဆင်နေပြီးလေကြောင်းပစ်ကူလဲတောင်းခံနေပါတယ်ဖားဆောင်မှာတော့ အမှတ်134ချင်းမြန်တပ်ရင်းကိုမြောက်ဖက်မျက်နှာစာကနေတိုက်စစ်ဆင်နေတာဖြစ်ပါတယ်စစ်ကောင်စီဟာကရင်တီတပ်ပေါင်းစုကိုဒုနဲ့တိုက်စစ်ဆင်ဝဲမရအောင်ဒရုန်းနဲ့တိုက်ခိုက်လူစုခွဲတဲ့မီးပြူဟာကိုတုံးနေတယ်လို့သုံးသပ်ရပါတယ်ဘော်လခဲပဲချမ်းမှာစစ်ကောင်စီဘက်ကအထူးကိုက်စည်းစုံစမ်းစမ်းဖြစ်ပေမဲ့ကရင်တီတပ်ပေါင်းစုဘက်ကတော့ဆယ်ဦးခန့်ကျွေလင့်ထားရပြီဖြစ်ပါတယ်စစ်ကောင်စီအနေနဲ့တော်လန်ရေးဘက်က လမ်းလျှောက်စကားပြောဆက်တွေကနေတစ်ဆင့်လှုပ်ရှားမှုတွေအားလုံးဒီပါသတင်းရနေတာရှိပါတယ်။ဒါကြောင့်ပလင်းကြီးမပြောကြပါနဲ့။စကားဝဲနဲ့ပြောဖို့လိုအပ်ပါတယ်။ယနေ့မနေ့အထိအမှတ်134ချင်းချန်တိုင်ရင်ဘက်မှာတိုက်ပွဲပြင်းထန်လျက်ရှိပြီးစစ်ကောင်စီဘက်ကအထိကိုက်များပါတယ်။ထိကိုက်တဲ့ဒူးတွေကိုပြန်မကောက်နိုင်ပဲစေဝါကိရိယာကိုလေချောင်းကနေချပစ်ဖို့တောင်းခံနေရပါတယ်။ ဒရုန်းကိုသာအဓိကထားခံစစ်ဆင်နေရတာဖြစ်ပြီးနတ်ကစ်ဘက်ကိုဥတီတိုက်ခိုက်နေတာဖြစ်ပါတယ်။ကရင်ပြည်နယ်တာနောင်ကြီးခွေလိတ်လူမျိုးနယ်စစ်ကောင်စီစစ်ကြောင်းထူးဝင်ရောက်တပ်ဆွဲအခြေပြုလှုပ်ရှားနေပါတယ်။ယခုလ24ရက်နေ့ကစတင်ဝင်ရောက်လာတာဖြစ်ပြီးဖိတွေ့တိုက်ပွဲဖြစ်ပွားတာစစ်ကောင်စီအထိနာထားပါတယ်။ဒါကြောင့်ဒေသခံတွေကိုတစားကံဖြစ်ဖမ်းဆီးထိသိမ်းထားတာကြောင့်ကာကွယ်ရေးအဖွဲ့တွေနောက်ဆုတ်ထားဖို့ရပါတယ်။ဝစ်စင်ထားတဲ့လက်မောင်းစိတ်တွေအရ မကွေးအခြေစိုက်အမှတ်88ချင်းမြန်တပ်မဌာနချုပ်ကတပ်တွေဖြစ်ပါတယ်။မင်းလာကြောင်ရှိပါအုပ်စုနဲ့ဂျိုးချောင်းများအဆက်မှာထိတွေ့မှုဖြစ်ခဲ့တာဖြစ်ပါတယ်။ဇမန်လေးကဒီဒဇာကန်တွေကိုဖမ်းဆီးထားသေးဖြစ်ပြီးမိကြီးဖျားเจ้าမှာထိမ့်သိမ်းထားတာဖြစ်ပါတယ်။မကွေးတိုင်းမင်းဘူးခရိုင်စလင်းမြို့နယ်ထဲမှာနှစ်80ပြည်ဒေါ်လာရေးနေ့အထိမ့်မှတိုက်ပွဲငယ်တစ်ခုဖော်ဆောင်နိုင်ခဲ့တာရှိပါတယ်။ဘရန်စနစ်နာမှာတော့ ဈေးကြီးချင်းကုန်းရွာတွေဘက်ကိုအိမ်စည်းကားတွေနဲ့ကင်းလက်နေကြပါတယ်။ဒဇက်ရွာသား၅ဦးကိုလည်းရှမ်းတပ်ဘက်ကိုဖမ်းဆီးသွားတယ်လို့သိရပါတယ်။ပြည်ဦးလွယ်အနီးစခန်းလေးစိတ်ကိုစစ်လေရင် ADR 82ဇစီစင်းသက်ရရှိလာပြီးစစ်ဖောရင်၃စီးနဲ့မြို့တဲ့ဘက်ကိုပြန်ဝင်သွားပါတယ်။ကားပေါ်မှာအထက်သားတစ်တာငယ်တွေဆိုတော့ခဲရန်တွေဖြစ်တင်လာလားစုပုံလာလားဆိုတာကတော့စီစစ်နေစေဖြစ်ပါတယ်။နောက်တစ်ခုဖြစ်နိုင်တာက ။ခံမြင့်မှုမှာပင်မခဲရမ်းမြောက်တက်ကြီးတစ်ခုလုံးအနီးကရှိနေပါလျက်နဲ့ဆိုတော့ဒရုန်းတွေလည်းဖြစ်နိုင်တယ်လို့ယူဆရပါတယ်။စကိုင်းမြို့ကန်တွေကတော့ဂျမန်တွေကရေနေကြရတယ်လို့ဆိုပါတယ်။ဂျမန်တွေကအမှတ်33ချင်းချန်တက်မှဌာနချုပ်ထဲကနေတက်မတော်နေဆိုပြီးတချင်းတွေဖွင့်ရပါတယ်။ဖွင့်တဲ့အထက်မှာချင်းတောင်တားမှကျိုးစိုးလျက်ဆိုတာဖွင့်တော့ချင်းတွေကတူးမီနဲ့ပြည့်လို့ပြန်ပြေးလာရတာကိုအရှက်မရှိထားဖွင့်တယ်ဆိုပြီးရေနေကြရတာဖြစ်ပါတယ်။ ဂျမန်လေးတော့ကလေးလေးစိတ်ကိုစစ်လေရင်အမှတ်9နှစ်နှစ်နဲ့ကျောင်းဆင်းလူတဲ့250ကထပ်မံပို့ဆောင်ထားတာရှိပြီးလက်ရှိဓာကစာထဲမှာအခြေပြုထားတာဖြစ်ပါတယ်။မြို့တော်ဟာခါဝင်းကျင်ကိုလည်းဝိုင်းဆက်နှစ်နဲ့၄ချောင်းကနေဘုံကျဲတိုက်ခိုက်ထားပါသေးတယ်။ဘကိုတိုင်းနောက်ချမ်းတာယာဝတီခရိုင်ဘကိုရိုးမတနေရာကို၄ချောင်းကနေဘုံသုံးလုံးကျဲချတိုက်ခိုက်ထားပြီးထိခိုက်မှုမရှိပါဘူး။ပြီးခဲ့တဲ့ရက်ကလည်းစစ်လေရင်မြန်နဲ့6ခေါက်ဘုံလုံး20ကျဲချတိုက်ခိုက်ခံထားရတာရှိခဲ့ပါသေးတယ်။ ိတ်တက်ကြီးအကျိုက်သတင်းလေးပြောပြပါမယ်။ကန်ယွန်လန်းဒေသမြိတ်မှာအမှတ်103ချင်းလင်းတက်ရင်ဆိုတဲ့တက်ရင်လေးရှိတယ်။ယာယီတက်ရင်မှုကတော့စစ်တပ်ကလို့အမှတ်စဉ်49စင်းကြီး3993ဗိုလ်မှူးတိတ်ထိုက်ဖြစ်ပါတယ်။အခုတော့မြိတ်ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေလက်ထက်မှာမိတ်ကလိမ့်နေပါတယ်။ ကနဦးစစ်ကြောကျဲရတနင်္လာရီဘက်မှာစစ်ကြောင်းထိုးရင်အရက်ဝိဝေပြီးခကြီးတဲ့တင်ကားနဲ့ဒိုးချလာတာကာကွယ်တပ်ဖွဲ့တွေကစစ်ဆေးဖမ်းဆီးရရှိလိုက်တာဖြစ်ပါတယ်မနေ့ကပြုလုပ်ခဲ့တဲ့နှစ်80ပြည့်စက်မတော်နေ့လမ်းလျှောက်ပွဲအခမ်းအနားမှာဘာတွေထူးတယ်စေးပြလေးချင်းနဲ့စစ်ကြောင်းတွေနှစ်စင်နှစ်တိုင်းရန်ဖြစ်လေရှိပေမဲ့ယခုနှစ်မှာတော့ကျင်းဆဲအထုပ်ပြုပြီးလူစုခွဲလိုက်ရတဲ့အထိအိုးလေးတကြော်ကြော်ဖြစ်လာခဲ့ပါတယ်ဘာအကြောင်းကြောင့်အများဆုံးရန်ဖြစ်ကြတယ်လဲစုအတွက်ဖြစ်ပါတယ် စုရဖို့အတွက်စစ်ကြောင်းတွေဟာအပြင်းထန်နှီးမျိုးစုံနဲ့ကြိုးစားကြပါတယ်။ကာကမာလို့ခေါ်တဲ့အမြောက်စစ်စေးညွှန်ကြားရေးမှူးရုံးနဲ့ကာကတန်လို့ခေါ်တဲ့တန်ချက်ကရန်ရယာစစ်စေးညွှန်ကြားရေးမှူးရုံးတို့ကပြန်ဆိုင်မှုအပြင်းထန်ဆုံးဖြစ်ပြီးသူတို့ပဲတလဲစီစုရကြတာဖြစ်ပါတယ်။အပေါ်ပါသွားတာတောင်၂ရောက်တရွဲ၃ရောက်တရွဲဘယ်ညာဘယ်ညာနဲ့သွားကြတာဖြစ်ပါတယ်။ယခုနေ့မှာတော့ကပ္ပစဆက်ယုံတွေကိုဓာတ်ရိုက်အုပ်ချုပ်တဲ့ကာကထုတ်လို့ခေါ်တဲ့ ကာဝေးပစ္စည်းထုတ်လို့ရရာချင်းချုပ်ရုပ်စစ်ကြောင်းကိုလည်းစုပေးခံရတဲ့အထက်မှာတွေ့လိုက်ရပါတယ်။လုံယုံရေးကိုလည်းခါတိုင်းနှစ်တွေလို့မတည့်ကျနိုင်တော့ပဲဇေယတိရီကုံတိုင်နာအထိဖုံလိုင်းတွေမပြတ်တော့ဘူးဆိုတော့ဂျမ်းမာတွေကိုကွဲကြည့်စဉ်တဝိုက်မှသာတတ်ဆင်ထားလို့ရပါတယ်။အင်အား၈000ခန့်အသုံးပြုထားတဲ့ဆေးပြပွဲမှာအမျိုးသမီးစစ်တီကအသုံးပုံနှစ်ပုံကပါဝင်နေပါတယ်။လှပြရင်တွေချက်ပြီးမပြနိုင်တော့ပါဘူး။ နှစ်စဉ်နှစ်တိုင်းစည်ရပြမှုဟာဘုံမှုချုပ်အစ်စ်တမမှုတွေသာဖြစ်ပြီးစည်ရပြပွဲအပြီးမှာမကြခင်မှာပဲစစ်တိုင်းမှုဖြစ်ခန့်အချင်းခံရလိရှိပါတယ်ဒီနှစ်မှာတော့တမမှုစကားမှုတွေဟာမက္ကိကဖန်စီခံရလက်လက်ချတာတွေများနေတာရဲ့တမမှုမှန်သမျှရှည်တန်းထွက်နေရတာဖြစ်တော့မအားလက်ကြပါဘူးဒီတော့စစ်ယုံတွေကအားရနေတဲ့ဘူချုပ်တယောက်ကိုရွေးချယ်တာဝန်ပေးပါတယ်တွဲဘက်စစ်ရေးချုပ် ဘိုလ်ချုပ်ရဲကြော်ကြော်ဖြစ်ပါတယ်ပထမဦးဆုံးသောဘိုလ်ချုပ်အဆင့်နဲ့ဆေးပြမှုပြုလုပ်တယ်လို့ဆိုရမှာဖြစ်ပါတယ်အထူးခြားဆုံးကတော့ဆေးပြဝင်းမှာပရိပဌာန်းတရားဝင်တွေဖွင့်ထားတာပဲဖြစ်ပါတယ်စကိုင်းတရာပြိုကျတဲ့အထိလှုပ်လိုက်တဲ့ငလင်ဟာနေပြည်တော်အပါဝင်မြန်မာနိုင်ငံအနှံ့ရှိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီးနေပြည်တော်ခြေရုံးချုပ်နေပြည်တော်တိုင်းစစ်ဌာနချုပ်ယုံပြည်မနာမြို့လေကအမတ်85ခြေလင်းတိုင်ရင်နဲ့ လွှတ်တော်အစအဦးတွေနိုင်ငံသားရေးဝန်ကြီးဌာနအစအဦးပြိုကျပျက်စီးခဲ့ပါတယ်။ပေါင်းလောင်းဆယ်အက်သွားပုံရပါတယ်။ရေလွှတ်မယ်လို့လဲကြားသိနေရပါတယ်။ဂယုဆိုင်ဖို့လိုပါတယ်။မင်းအောင်နိုင်တဲ့စစ်ဘုချုပ်တွေနျူကလ িয়ার ဓာတ်ပေါင်းမှုပိုင်ဆိုင်မှုသံမာဒေဝနှကောင်းနှမြတ်တွေအာမပေးပါဘူး။တကယ်တမ်းဆိုရင်မနေ့ကလှုပ်လိုက်ရင်တော့ပြတ်ပါတယ်ငလင်ကနောက်ဆက်တွဲငလင်တွေဖြစ်ပေါ်လာနိုင်ပါသေးတယ်ခင်ဗျာ။ဂယုဆိုင်ကြပါလုံခဲ့တဲ့ရက်က ကျွန်တော်မကွေးတိုင်းတဲ့ကအဖွဲ့တွေကိုဝင်းရံပေးကြပါလို့စော်ဩထားလို့စင်ကာပူကမိတ်ဆွေ NTU Frank ကစင်ကာပူဒေါ်လာ2582သိန်းကိုစော်တန်းရေစကြို PDF တံဖေးဖို့ကူညီသွားပါတယ် NTU အဖွဲ့အားကျေးဇူးအထူးတင်ရှိကြောင်းပြောကြားလိုက်ပါတယ်ခင်ဗျာပြည်သူအားလုံးဘေးကင်းကြပါရပါစေစလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်စိုက်ပွဲရှိရင်အောင်ပွဲရှိရင်